အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့သခင်ယေရှုဟာဂါနာမြို့မှာဒုတိယအချိန်မြောက်ပြုလုပ်ခဲ့တဲ့အံပွဲနမိတ်လက္ခဏာအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာ ယေရှုဟာရှမာရိပြည်မှာနှစ်ရက်လောက်နေပြီးတဲ့နောက်မှာနာဇရက်မြို့ကိုရှောင်ပြီးတော့ဂါလိလဲပြည်ကိုသွားလိုက်ပါတယ်။ဘာလို့လဲဆိုတော့ရှင်ပရောဖက်ဟာသူ့နေရင်းဒေသမှာ လေးစားမခံရဘူးလို့သူကိုယ်တိုင်တတ်သိခံလို့ပဲဖြစ်ပါတယ်။တပည့်တော်တွေကသူနဲ့နေမဲ့အစားမိသားစုတွေစီပြန်သွားပြီးအရင်အလုပ်တွေကိုပြန်လုပ်နေကြပါတယ်။ယေရှုကဗျာဒခင်ရဲ့နိုင်ငံတော်နီးနေပြီးနောင်တရကြပါအေးဝင်ကလေးတရားကိုယုံကြည်ကြပါဆိုပြီးနိုင်ငံတော်နဲ့ရှင်တဲ့အေးဝင်ကလေးတရားကိုစဟောပါတယ် ဂါလိလဲပြည်သားအများစုကယေရှုကိုကြိုးဆိုလက်ခံပြီးလေးစားကြပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ဂါလိလဲပြည်သားအချို့ဟာပတ္တခါပွဲအတွင်းယေရုရှလင်မြို့မှာရှိနေပြီးယေရှုပြခဲ့တဲ့အံ့ပွဲအမှုတွေကိုမြင်ခဲ့ကြလို့ပါပဲ။ယေရှုကအဲဒီဂါနာမြို့မှာကျင်းပတဲ့မင်္ဂလာပွဲမှာရေကို စပြည့်ရဲ့အဖြစ်ပြောင်းလဲပေးခဲ့မှုပါတယ်။ဒီမြို့ကိုဒုတိယကျင်းပြန်လာတဲ့အခါကောင်လေးတယောက်အရန်ဖျားပြီးတေလူမျောပါဖြစ်နေမှယေရှုတိလိုက်ရပါတယ်။ အဲ့ဒီကောင်လေးရဲ့အဖေဟာကပေးရန်တော်မြို့မှာနေတဲ့အမှတ်တရောက်ပဲဖြစ်ပါတယ်။ယူရပြည်ကနေဂါနာမြို့ကိုယေရှုရောက်နေမှန်းကြားတာနဲ့သူနေထိုင်တဲ့ကပေးရန်တော်မြို့ကနေဂါနာမြို့ကိုထွက်လာခဲ့ပါတယ်။ယေရှုကိုတွေ့တော့ဝမ်းနွေးပူဆွေးနေတဲ့အမတ်ကသခင်ကျွန်တော်သားငယ်သေးရပါတော့မယ်။ညဉ့်ဉန်လာကြည့်ပေးပါဦးလို့အတနာခံပါတယ်။ယေရှုကအင်ကိုသာပြန်လိုက်ပါခမရရဲ့သားကျမ်းမာပြီလို့ပြောလိုက်တော့ယေရှုရဲ့စကားကိုယုံကြည်ပြီးအင်ကိုပြန်သွားခဲ့ပါတယ်။ဒီလိုနဲ့လမ်းခွလက်မှာသူ့ကြွနေကလာကြိုပြီးတော့ သားဖြစ်သူနေကောင်းသွားပြီဆိုတဲ့သတင်းကောင်းကိုပြောပြပါတယ်။ဒါနဲ့သူကအဖြစ်ပြက်တွေကိုဆက်ဆက်ကြည့်ချင်တာနဲ့ဘယ်အချိန်မှကောင်းသွားတာလဲလို့မေးလိုက်ပါတယ်။ဒါနဲ့ကျွန်လေးကမနေ့က9နာရီလောက်မှအဖျားပြောက်သွားပါတယ်လို့ဖြေကြပါတယ်။အဲ့ဒီအချိန်ကခမည်းရဲ့သားကျမ်းမာလာပြီလို့ယေရှုပြောလိုက်တဲ့အချိန်ပဲဆိုတာကိုအမတ်ကြီးသိလိုက်ပါတယ်။ကျွန်လေးကိုယ်တော်ပိုင်တဲ့အထိချမ်းသာတဲ့အရာရှိနဲ့သူ့အိမ်သူအိမ်သားအားလုံးဟာယုံကြည်ခြင်းသို့ရောက်ကြတယ်လို့စံစာမှာဖော်ပြထားပါတယ်။ ဒါကြောင့်ဂါနာမြို့ဟာယေရှုအံပွဲအမှုနှစ်ကြိမ်ပြုလုပ်ခဲ့တဲ့နေရာပဲဖြစ်ပါတယ်။ပထမကရေကိုစပြည့်အဖြစ်ပြောင်းလဲပေးခဲ့တယ်။ဒုတိယကအရာရှိရဲ့သားကိုပြန်လည်ကျမ်းမာစေခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။အဆုံးထိနားထောင်ပေးတဲ့အတွက်ဂျေဇူးတင်ပါတယ်ခင်ဗျာ။